မင်္ဂလာပါချစ်တို့ရေဒီနေ့မှာတော့ကျေးဇူးတင်တဲ့ယုံလေးနဲ့ကိုဘဝတစ်စစ်ချိုးဘလို့ပြောင်းလဲသွားမလဲဆိုတဲ့ကျေးဇူးတင်တဲ့ affirmation လေးကိုပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်မိတ်ဆွေကဒါကိုစဉ်းစားကြည့်ပါဒီနေ့ဒီနေ့ဖြတ်ကျော်လာတာနဲ့တစ်ခါတခါကျမတို့တွေမျောလင့်နေတဲ့ရရွတ်ခြင်းနဲ့စိတ်တွေနဲ့ပဲပြည့်နေတတ်ပါတယ်။ဒါပေမဲ့ ခဏလေးရက်ကြည့်ပြီးတော့စဉ်းစားကြည့်ပါငါမှရှိတာတွေဟာတန်ဖိုးရှိလာပါလားပါရလှပပါလားအရာအားလုံးကရရှိပြီးသားဖြစ်နေပါလားဆိုပြီးတော့ကျေးဇူးတင်တဲ့စိတ်နဲ့ကိုယ့်ဘဝကိုပြန်ကြည့်တဲ့အခါထင်မှတ်မထားတဲ့ပျော်ရွှင်မှုတွေပေါ်လာတတ်ပါတယ် ီထင်မှတ်မထားတဲ့ပျော်ရွှင်မှုတွေဟာကျေးဇူးတင်တဲ့စိတ်ကနေပေါ်လာတာပဲဖြစ်ပါတယ်။နေဟောင်းကုန်ပြီးနေ့တစ်တနစ်ကိုစတင်တဲ့အခါမှာမိမိအိမ်ယာကနိုးတဲ့အချိန်လေးမှာဒီလိုလေးစဉ်းစားကြည့်ပါခဏရပ်ပြီးမိမိရှိသမျှအတွက်စဉ်းစားကြည့်ပါကျေးဇူးတင်တဲ့စိတ်ရှိခြင်းဟာငါတို့ဘဝကိုအံ့ဖွယ်ရာအဖြစ်ပြောင်းလဲပြီးသွားပါလေ။ ကျေးဇူးတင်ခြင်းကစိတ်ပြည့်စုံမှုကိုလျှော့ရှာစေတယ်။ပျော်ရွှင်မှုကိုတိုးစေတယ်။လူမှုဆက်ဆံရေးကိုပိုမိုကောင်းမွန်စေတယ်။ကိုယ့်ရဲ့စိတ်ဓာတ်ခွန်အားကိုအမြင့်ဆုံးအဖြစ်မြှင့်တင်ပေးပါတယ်။တကယ်တမ်းကျေးဇူးတင်ခြင်းဟာကျမတို့ရဲ့စိတ်ဓာတ်ကိုပြောင်းလဲပေးတဲ့လှပတဲ့အာနိသင်တစ်ခုရှိပါတယ်။ဒီနေ့အသက်ရှင်ခြင်းအတွက်ကျေးဇူးတင်ပါတယ်။ ငါကိုယ်တိုင်စ조사နိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ငါရဲ့အခက်အခဲမှုတွေငါ့ကိုပုံမူတမ်းမှစီခဲ့တယ်။ဒီအတွက်ကျေးဇူးတင်နေငါမိသားစုအတွက်ကျေးဇူးတင်နေငါကိုချစ်ခင်သူတွေရှိနေတာအတွက်ကျေးဇူးတင်ပါတယ်။ငါဘဝဟာနေ့တိုင်းတက်လွင်နေငါအမားတွေကငါ့ကိုသင်ခန်းစာပေးတယ်။ငါအိမ်ငါအစားအစာ ငါအသက်အတွက်ဂျေဇုတင်နဲ့ငါစိတ်ထဲမှာညီတက်မှုရှိနေတယ်ဂျေဇုတင်နဲ့စိတ်နဲ့နေ့တိုင်းစတင်နေပါပဲငါအနာဂတ်ဟာအလှပနဲ့ပြည့်နေပါလေငါအနေနဲ့အရာရာတိုင်းကိုနှစ်သက်ကြည်နူးဝယ်ဖြစ်အောင်ပြုလုပ်သွားမယ်ငါဘဝဟာตายาหลับปั่นนี่ไปบาดนี้เจซุติมุกา ငါရဲ့အေးချမ်းမှုဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ငါအနာမှာနေရာတိုင်းမှာအချိန်တိုင်းမှာအလှတရားရှိတယ်။ကျေးဇူးတင်ခြင်းကိုငါနေ့တိုင်းဖြစ်အောင်လုပ်မယ်။မနေ့အေးရထားတဲ့အချိန်တိုင်းကျေးဇူးတင်တဲ့ဆိုတဲ့စကားနဲ့စလိုက်ပါ။ညအေးရမဝင်ခင်ဒီနေ့မှာပျော်ရွှင်စရာသုံးခုကိုတရေရလိုက်ပါ။ကျေးဇူးတင်လိုက်တာကျေးဇူးတင်လိုက်တာကျေးဇူးတင်လိုက်တာ ဒီလိုလေးလှလှပပလေးရွတ်ဆိုတဲ့အလေးအကျင့်လေးကိုပြလို့လိုက်ပါတင့်ဘဝကိုတန်ဖို့ရှင်ဆုံးဖြစ်အောင်ပြောင်းလဲပေးပါလိမ့်မယ်တင့်အတွက်အကျိုးရှိတယ်ဆိုရင်တခြားလူတွေကိုလည်းဒီဗီဒီယိုလေးကို မျှဝေပေးပါ နောက်ထပ်တင့်အတွက်ပြည့်ပြည့်စုံတဲ့မြင့်မြတ်တဲ့ဘဝရအောင်အကောင်းဆုံးသောဗီဒီယိုလေးတွေကို ဖန်တီးပေးမှာမို့ channel လေးကိုလည်း subscribe လုပ်ပြီးခြင်းပြင်ကူညီပေးပါအောင်နော် ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်နောက်နေ့မှာတွေ့ပါမယ်